်မင်္ဂလာပါရှင်ဒီနေ့ချမောင်းလို့အတူတူစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုနည်း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 ဆန်းစစ်ကြည့်ကြအောင်ဒါကတော့တော်တော်လေးရေတန်းစားနေတဲ့ Elon Musk နဲ့မသက်တဲ့တည်တင်းချင်းတစ်ခုကဟုတ်ကဲ့ပါခင်ဗျာပထမတစ်ခုက Tesla ရဲ့အသစ်ထွက်မဲ့ Roadster ကားဟာလေကားပြန်ဖြစ်လာနိုင်မလားဆိုတော့သူ့ရဲ့အရေးအမြစ်စကားတွေပေါ့อืมစိတ်ဝင်စားစရာပဲဟုတ်တယ်ဒုတိယတစ်ခုကတော့ပို့ပြီးတော့ unofo ကောင်းတယ်သူ့ရဲ့ အင်မတန်ကြီးမားတဲ့လော့ခလာစာသဘောတူညီချက်ကိုတက်စလာရှယ်ယာရှင်ကြီးကအတည်ပြုလိုက်သည်ဆိုတဲ့အကြောင်းပါဟုတ်ပါတယ်ဒီအချက်လက်တွေကတော့အဓိကအားဖြင့် Joe Rogan Experience မှာသူပြောထားတဲ့ interview ကောက်နှုတ်ချက်တွေပါပဲပြီးတော့ Warren Lasa Package နဲ့ပတ်သက်တဲ့သတင်းတွေ company ရဲ့ထုတ်ပြန်ချက်တွေပေါ့ဟုတ်ကဲ့အဲစိတ်ဝင်စားဖို့ကောင်းတာကဒီသတင်းနှစ်ခုလုံးကတစ်ချိန်တည်းလို့လို့မှထွက်လာတာပဲเนาะဟုတ်တယ်ဆက်ဆက်နေသလိုပဲ အီလွန်မတ်စ်အတော့ပါဘလို့အရေးပါနိုင်မလဲဆိုတော့ကိုနက်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 ကြည့်ကြမယ်လေပထမဆုံးအနေနဲ့အားလုံးစိတ်ဝင်စားစားပြောနေကြတဲ့အဲ့ဒီကားပြန်ကိစ္စလေးနဲ့ဆက်လိုက်ရအောင် Tesla Roadster အထစ်ကပြန်မယ်ဆိုတာမျိုးဟုတ်ကဲ့ Joe Rogan အစီအစဉ်မှာ Musk ကပြောသွားလဲဆိုတော့ဒီ prototype ပေါ့နော်စမ်းသပ် model ကိုပြဖို့အရန်နေနေပြီတဲ့อืม prototype ဆိုတာကတော့အစိုးပိုင်း model ပေါ့ဟုတ်တယ် သူကအဲ့ဒီမိတ်ဆက်ပွဲကမမေ့နိုင်စရာဖြစ်မယ်လို့သုံးထားတယ် unforgettable ပေါ့ဟုတ်ကဲ့ရောဂနာဘာလို့လဲဆိုတော့သူကရေးပြီးတော့ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်မမေ့နိုင်စရာဖြစ်မှာပါဆိုပြီးအဲ့လိုလျိုးဝတ်စမ်းကြယ်စမ်းစမ်းဖြစ်သွားတယ်အဲ့ဒီစကားကမင်းတို့စဉ်းစားစရာပဲနော်ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်ဆိုတော့ဒါကသူထုံးစံအတိုင်းလူစိတ်ဝင်စားအောင်လုံဆော်တာလားတော်တကယ်ပဲဟိုနီးပညာပိုင်းကအရင်စွန့်စားထားလို့လားမသိဘူး ဟုတ်တယ်ဟုတ်သူကဆက်ပြီးတော့သူ့တငယ်ချင်းပီတော်သီရဲ့စကားကိုလည်းကိုကားတည်တယ်လေပီတော်သီကအနာဂတ်မှာ ကားပြန်ပြီးလို့ကျင်တယ်ဒါပေမဲ့ကျွန်တော်တို့မှမရှိသေးဘူးဆိုတဲ့ဟာမျိုးပေါ့အင်းအဲ့ဒါကိုကိုကားလိုက်တော့လူတွေကပို့ပြီးတော့ဒါကားပြန်မယ်ဆိုပြီးအကြီးကျယ်ထင်ကြီးပေးကုန်တာပေါ့နော်ဟုတ်ကဲ့ပေါ့တကယ်ပဲကားပြန်ဆိုတာကငင်ငယ်ကလေးကစိတ်ကူးရင်ဇလန်းနေထဲမှာပါနေကြပဲလीအခုဒါကိုတက်စလာလိုကုမ္ပဏီကတကယ်လုပ်မယ်ဆိုတော့ um ဘလောက်ထိအလေးနဲ့ထားတဲ့အရေးအမြတ်မျိုးလဲဒါကစိတ်ဝင်စားစရာအပိုင်းပဲတစ်ဖက်မှာတော့ဒါက musk ရဲ့ဟိုရင်လူစိတ်ဝင်စားအောင်လုပ်တဲ့ hype တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်သူကဒီလိုမျိုးအရေးအမြတ်တွေကတိတွေပေးပြီးတော့လေလူတွေရဲ့ဖြောလွှင်းချက်ကိုမြင့်ပေးတာမှတော်တော်ကြွန့်ကျင်တယ်ဆိုတော့ဟုတ်ကဲ့ဒါပေမဲ့နောက်တစ်ဖက်မှာလဲ तू ကနိပညာနယ်နိမိတ်တွေကိုတကယ်သုံးဝင်ရတဲ့သူလေ तू ပြောတဲ့စကားတစ်ခွန်းရှိသေးတယ် ဒါကကားစီရောဟုတ်ရဲ့လားကျွန်တော်မသိကြဘူးဆိုတာမျိုး။အင်းအဲ့ဒါကတမားယောကြကားရဲ့အတိတ်ပဲကိုကြော်သွားနိုင်တဲ့တစ်ခုခုကိုလုံနေတာလားပေါ့။ကားဖျံဆိုတဲ့ယူဆကဆက်စုနိတင်နဲ့ချီနေပြီဆိုပေမဲ့လင်လက်တွေ့ကောင်းတဲ့ဖော်ဖော်ကတကယ်ခက်ခဲတဲ့ကိစ္စ။ဟုတ်တယ်။ပြီးတော့ तू ကဘာစပြောသေးလဲဆိုတော့ဒီ roadster တက James Bond ကောင်းတဲ့အားလုံးပေါင်းထားတာထက် ပိုမိုက်တယ်တဲ့။ဟုတ်တယ်။အဲ့ဒါကတော့တော်တော်လေးပြိုရဲတာပဲ။ ဟုတ်တယ်နော်ရိုဂန်ကလည်းထပ်ခါချက်ခါမေးတယ်တောင်ပန်ရောပါမလားဆိုပြီးတော့อืม तू ရှောင်းတော့လေဟုတ်အတေးကြမဖြစ်ဘူးမိတ်ဆက်ပွဲမတိုင်ခင်ဘာမှကြုံမပြောနိုင်ဘူးဆိုပြီးဒါပေမဲ့ तू အမတ်ခံသွားတာကအစဉ်အဆက်အမတ်တရားအရှိလောင်ထောက်ကုန်မိတ်ဆက်ပွဲဖြစ်စေရမယ်ဆိုတာပဲ most memorable product demo of all time but ဟုတ်တယ်ဆိုတော့မျော်လင့်ချက်တွေကတော့တော်တော်မြင့်သွားတယ်ဒီ prototype ကိုလည်းလာအနေငယ်တွင်ပြချင်းတယ်လို့ပြောထားတယ်နော် ဟုတ်တယ်အဲ့တော့အဓိကလူတွေထင်ကြပြီးနေကြတာက downlay at at asinlone de swanyi vtol vertical take off and landing at apalam la sorabe mm vdol တကယ်လို့တဲ့ Edrosroma VTOL ဆွမ်းရည်ပါလာဟင်းတော့ဒါတကယ်ကိုတော်လန်ရည်တစ်ခုဖြစ်သွားနိုင်တယ်လေပုတ်ကူရည်တဲယူပို့ဆောင်ရည်မှာဟုတ်ကဲ့ဒါပေမဲ့အဲ့ဒါကိုလက်တွေ့အကောင့်ထေဖို့ပို့ပါနီးပညာပိုင်းဆိုင်ရာစင်ခေါ်မှုတွေကအများကြီးပဲကားပြန်ဆိုတာစကူလဲမှာတော့ဟုတ်လေတာပေါ့လက်တွေ့မှာဆွမ်းရည်တိသေးစာ energy density ကိစ္စရှိတယ်အင်းဘက်ထရီပေါ့ဟုတ်တယ် ထရီနီပညာကဒီလောက်မြင်အောင်ဝေးအောင်ပြန်ဖို့လုံလောက်ကဲစွမ်းရင်ကိုတေးသေးပေါ့ပေါ့လေးတဲ့ထိပ်ပြင်းနိုင်မှာဖြစ်မှာဟုတ်တယ်။နောက်ပြီးလေချောင်းဆန်ရစီကန်းတွေမြို့ပြမှာပြန်ဖို့လုံုံရေးစုညံ့တန်းအများကြီးပဲဖြည့်ရှင်းအောင်မှာတခြား EVTOL ကုမ္ပဏီတွေလည်းအများကြီးစူးစမ်းနေကြတာဆိုတော့ Musk နဲ့ Tesla ကဘလို့ထူးခြားအောင်လုပ်မလဲဆိုတာစောင့်ကြည့်ရမှာပေါ့လေ။ ။ဆိုတော့ဒါကမတ်စကထုံးစံအတိုင်းပဲအယမ်းမြင့်တဲ့ရီမန်းချက်တွေနေလီမိတ်တွေကိုချဲ့ထွင်ခြင်းနဲ့စေးတက်ကိုပြင်းနေတာပေါ့လို့ချစ်နိုင်ကျရဲ့အစွန်းတွေကိုတွန်းနေကြဆိုတော့ဟုတ်ပါတယ်ဒီတစ်ခေါက်ရောပါအောင်အိုးစရာတွေပြောင်းမလဲစောင့်ကြည့်ရမှာပဲအဲဒီလိုအနာဂတ်နီးပညာအိမ်မက်တဲ့အပြန်လဲ Tesla ရဲ့ပစ္စုပန်မှာလဲတကယ်ကိုအကြီးအကျယ်လွတ်ခတ်သွားတဲ့ဗဏ္ဍာရေးဆုံးဖြတ်ချက်တခုရှိနေတယ်အဲ့ဒါကသူ့ရဲ့ low class package ကိစ္စနော်ဟုတ်ကဲ့အဲ့ဒါပဲဟုတ်ပါလေ နိုဝင်ဘာလချိုးရည်နေမှာတက်စလာရှယ်ယာရှင်တွေကမဲခွဲပြီးတော့အီလွန်မတ်စတအလွန်အလွန်ကြီးမားတဲ့လော့ခလာဇာအစီအစဉ်တစ်ခုကို အတည်ပြုပေးလိုက်တယ်ဟုတ်ကဲ့ဒီအစီအစဉ်ရာဆိုရင်လေလာမယ့်ဆယ်နှစ်အတွင်းမှာပေါ့မတ်စကတက်စလာရဲ့စွမ်းဆောင်ရည်ပန်းတိုင်တွေပြည့်မီရင်အမေရိကန်ဒေါ်လာ188ဘီလီယံအထိတန်ဖိုးရှိတဲ့ရှယ်ယာခန်းစားခွင့်တွေရနိုင်လေ188ဘီလီယံဟုတ်တယ်ကုမ္ပဏီတန်ဖိုးတာအများကြီးတက်သွားရင် သူကိုယ်တိုင်ကမ္ဘာပထမဆုံး trillion နဲ့ထိလာနိုင်တယ်လို့တော့ပြောနေကြတာ။ dollar 88 billion ဆိုတာကနားထဲမှာတော့မဆန့်ဘူးနော်။ trillion နဲ့ဆိုတာလည်းမရှိသေးဘူးလေကမ္ဘာမှာ။ဟုတ်တယ်မရှိသေးဘူး။ဘာကြောင့် company ကသူ့ကိုဒီလောက်အများကြီးပေးဖို့သဘောတူရတာလဲ။ share ရှင်း85000ခိုင်လုံးကြော့ကထောက်ခံတယ်ဆိုတာလည်းတွေ့ရတယ်။အဲ့ဒီသတင်းကြောင့် Tesla stock ဈေးကလည်းတက်သွားသေးတယ်နော်။ဟုတ်ကဲ့။ဒီ package ရဲ့နောက်ွယ်ကအကြောင်းရင်းကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသေးတယ်။ ရင်းမွန်နေသူတော်များများကလေမက်စတီယောတက်စလာပေါ်အာယုံဆိုင်မှုရောသွားမှာကိုအရင်ကတည်းကစိုးရင်နေကြတာอืมဟုတ်တယ်သူ space s ကိုလည်းဥဆောင်နေတယ်သူ့ AI company တဲ့ XAI ဆိုတာလည်းထောင်းထားလဲဟုတ်ပြီးတော့ X Twitter ကိစ္စရောအဲ့ဒါလည်းပါတယ် X ကိုဝယ်ပြီးနောက်ပိုင်းနိုင်ငံရေးတို့လူမှုရာတွေမှာအခြေအနေများကြီးပေးလာတော့ share အခြေအနေက တက်စလာကိုအချိန်ပြည့်အာရုံစိုက်ပါမလားဆိုပြီးစိတ်ပူလာကြတာပေါ့ဟုတ်ကဲ့ကုမ္ပဏီဖို့ပွဲဝင်ဒီကိုရကတော့ရှေးရရှင်ဒီကိုတတိပေးခဲ့ရတယ်လေဒီအစီအစဉ်ကိုအတိမပြည့်ရင်မတ်စ်ကတက်စလာကနေထွက်သွားနိုင်တယ်ဆိုပြီးတော့အော်ဆိုတော့ဒါကမတ်စ်ကိုတက်စလာမှာပဲဆက်ပြီးရှိနေအောင်အာရုံစိုက်နေအောင်လို့ရွှေကြိုးနဲ့ခြိလိုက်တယ်လို့မျိုးလားဒီနေ့အဖြစ်တော့ဟုတ်တယ်လို့ပြောလို့ရပါတယ်ခြိတိုင်းတစ်ခုလို့တုံတုံကြတယ်ဒါပေမဲ့အဲ့ဒီထက်နည်းနည်းပိုနည်းနည်းတယ်လို့ထင်တယ်ဘယ်လိုမျိုးလဲ ဒါကတက်စလာရဲ့မဟာဗျူဟာမြောက်ကြီးမှန်းချက်ကြီးနဲ့လည်းတိုက်ရိုက်ဆက်ဆက်နေတယ်။တက်စလာကသူ့ကိုယ်သူရိုးရိုးလက်စကာ EV ထုတ်ချေကုမ္ပဏီစင်ကနေ Artificial Intelligence AI နဲ့စက်ရုပ် Robotics နည်းပညာကိုဦးဆောင်မဲ့ကုမ္ပဏီကြီးဖြစ်ပြောင်းလဲဖို့စ조사နေတာလေ။음ဟုတ်တယ်။ဒီလိုကြီးမားတဲ့ twin ခုပြောင်းမှုအတွက် Musk ရဲ့ဦးဆောင်မှုနဲ့အာယုံဆိုင်မှုကအဓိကကျတယ်လို့ပေါ်ဖွဲ့နဲ့ share ရှင်းများစုကယူကြည်ကြပုံပဲ။ဆိုတော့ဒီ Lasa package ကအဲ့ဒီကြီးမှန်းချက်ဒီအောင်မြအောင်တွန်းပစ်ဖို့လေးရည်ရွယ်တယ်။ဟုတ်ပြီ။ဒါပေမဲ့ ဒီပမာဏကြီးကအလကားရမှာမဟုတ်ဘူးစွမ်းဆောင်ရေပေါ်မူတည်တယ်ဆိုတာလေးကိုနည်းနည်းရှင်းပြပါဦးဘလို့မျိုးပြစ်မှတ်တည်ချမှတ်ထားတာလဲ performance based ပေါ့ဟုတ်ကဲ့ဒါကအရေးကြီးဆုံးအပိုင်းပဲဒီ package ကအစ်စ်နေအများကြီးခွဲထားတယ်အစ်စ်တစ်ခုချင်းစီရဲ့ company ရဲ့ဝင်ငွေအများအဆုံးပန်းနိုင်နေရှိတယ်အဓိကအဖြစ်တော့ stock ဈေးကတန်ဖို့ market capitalization ပန်းနိုင်နေကို ပြည့်မီဖို့လိုအပ်တယ် market cap ပေါ့ဟုတ်တယ်ဒါပြင်ရေရှည်မှာပို့ပြီးတော့ခက်တယ် တော်ရုံမဖြစ်နိုင်လောက်ဘူးလို့တောင်ချင်ရတဲ့လုပ်ငန်းလက်ပတ်မှုဆိုင်ရာပန်းတိုင်ကြီးလည်းပါတယ်။ကုဘမဘယ်လိုမျိုးတွေလဲ။ဥမာတနစ်ကိုကားစီးရဲ့တန်းစဲထုတ်လုပ်နိုင်တာမျိုးလက်ရှိကတနစ်ကိုနှစ်တန်းလောက်ပဲရှိသေးတာနော်။ဟုတ်အညာကြီးပဲ။ပြီးတော့ကိုယ်တိုင်မောင်းစနစ်သုံးရိုဘိုတက္ဆီကတန်းကိုလာနေပုံမှာတကယ်ပြေးဆွဲနိုင်တာ။အင်းရိုဘိုတက္ဆီတန်းပြီးတော့သူတို့အခုလုပ်နေတဲ့ Optimus လိုမျိုးလူပုံစံတူစေရုပ် Humanoid Robots ပို့ အဲ့ဒါတတန်းရောင်းချနိုင်တာမျိုးတွေပါဝင်တယ်။တနစ်ကိုကားတန်း20 robot taxi တတန်းဆက်ရုပ်တတန်းဒါတွေကလက်ရှိအခြေအနေနဲ့ရှင်ကြည့်ရင်တကယ်ကိုအလားဝဲလို့နေတယ်လို့ပဲနော်တကယ်တည်နိုင်မှာမလား။အဲ့ဒါကြောင့်ပဲဒါကို launch bot လို့ပြောနေကြတာပေါ့ဒီပေးမှတ်တွေကအရန်ကိုရည်မှန်းချက်ရှိတယ်။ဟုတ်တယ်။ဒါပေမဲ့အလုံးထက်မှာမှအခက်ခဲဆုံးနဲ့အဓိကအကြဆုံးပေးမှတ်ကတော့ဟိုလေ company ရဲ့ stock ဈေးကတန်ဖိုးပဲ။ market cap ပဲပေါ့။ ဟုတ်တယ်ဒီရှီယာခန်စားဖွင့်တဲ့အပြည့်အဝရောက်ခဲ့တဲ့မတ်စ်ကတက်စလာရဲ့ stock down ပို့ကိုလာမဲ့စနေတွေ့မှာပေါ့လက်ရှိဒေါ်လာတက်တမဂါထရီလီယံဝင်းကျင်လောက်ကနေ၈တမ၅ထရီလီယံအထိတက်အောင်လုပ်ပြရမှာတက်တမ၅ကနေ၈တမ၅ထရီလီယံဟုတ်တယ်ဆိုလိုတာကအစားငါးစစ်ကြောတိုးတက်အောင်လုပ်ရမယ်ဒေါ်လာ၈တမ၅ထရီလီယံ ဒီပမာဏကဘလောက်ကြီးတလဲဆိုတာနားလေအောင်ဘလို့နိုင်ရှင်ပြောလို့ရမလဲမြန်စဉ်းစားကြည့်လေအခုကမ္ဘာတံပိုးအကြီးဆုံးကုမ္ပဏီတွေဖြစ်တဲ့ Apple တို့ Microsoft တို့တောင်မှတံပိုးက $3 trillion ဝန်းကျင်မှာရှိနေတာဟုတ်ကဲ့3 trillion ဝန်းကျင်6.5 trillion ဆိုတာကလက်ရှိကမ္ဘာအကြီးဆုံးကုမ္ပဏီကြီးတော်တော်များများကိုပေါင်းထားတဲ့တံပိုးလောက်နီးနီးဖြစ်သွားနိုင်တယ်ဒါမှမဟုတ်ဖွံ့ဖြိုးပြီးနိုင်ငံတချို့ရဲ့တနစ်တာ GDP ထက်တောင်များနိုင်တယ်ပမာဏပဲ အကြီးပဲနော်ဟုတ်တယ်အဲ့လိုထိကြီးမားတဲ့တန်ဖိုးကို Tesla တခုတည်းကရောင်းအောင်လုပ်ရမယ်ဆိုတဲ့သဘောပဲဒါကြောင့်ဒါကရှေးရရှင်တွေဘက်ကကြည့်ရင် Musk ရဲ့စွမ်းဆောင်ရည်အပေါ်မှာအကြီးကျယ်လောင်းကြီးထပ်လိုက်တာอืมလောင်းကြီးပေါ့အပြန်လာအဖြစ် Musk ကလည်းဒီလိုမကြုံစဘူးကြိုးတက်မှုတွေလွတ်ပြနိုင်ခဲ့ရင်မကြုံစဘူးစုချင်းငွေကိုရမှာဒီတော့ဒီ Roadster ကပြန်အိမ်မရဲ့ဒီ Trillion နာချိနိုင်ချီရှိတဲ့ Lazar Package ကြီးရဲ့ ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်နေလဲလို့ပြောလို့ရမလဲတစ်ခုကအနာဂတ်ထုတ်ကွန်အိမ်မဲ့နောက်တစ်ခုကငွေကြီးတွန်းအားအဲ့လိုမျိုးလားအဒီအကြပဲဒီနှစ်ခုကမန်စကီရဲ့ Tesla ပေါ်ထားတဲ့အလွန်အမြင့်ကြီးမားတဲ့ရီမန်ချက်ကို မျက်နှာစာနှစ်ခုကနေပြနေတာပဲလို့မြင်တယ်ဟုတ်ကဲ့ Roadster ကပြန်အရေးအမြတ်က Tesla ဟာတာမန် EV company အဆင့်ကိုကျော်လွန်ပြီးတော့အဆင့်မြင့်နည်းပညာ AI စယုံနီးပညာနည်းပေတွေအပြင်ဖြစ်နိုင်ရင်အာကာသနီးပညာနဲ့ဆက်ဆက်တဲ့အပိုင်းတွေအချီခြေထွန်းသွားမဲ့ရည်ရချက်ကိုပြတယ်။อืมဒါကနီးပညာပိုင်းဆိုင်ရာတီထွန်းစမ်းသစ်မှုအကြီးကြီးတွေလိုအပ်မဲ့ကိစ္စပေါ့။မှန်ပါရဲ့။တစ်ဖက်မှာကြတော့ဒီအေယာမားလိုခလာစာပက်ကေ့ချ်ကအဲ့ဒီလိုနီးပညာပိုင်းဆိုင်ရာခွန်ပြန်ကျော်လွှားမှုတွေအပါအဝင်ပေါ့။ကုမ္ပဏီရဲ့ဈေးွက်တန်မှုကိုအစားပါများစွာတိုးတက်အောင်လှုပ်ဆောင်ဖို့အတွက်လိုအပ်တဲ့တွန်းအားမလုံး incentive ထလာတာပေါ့ဆိုတော့တခုကနောက်တစ်ခုကအားဖြည့်ဖြည့်ပါတဲ့သဘောမျိုးဖြစ်နေတာပေါ့ဟုတ်တယ်ဒီနေ့အားဖြင့်ပြောရရင် Roadstar ကပြန်လို့ project ဒီအောင်မြင်သွားရင် Tesla ရဲ့နည်းပညာဥဆောင်မှုကိုပြနိုင်မယ်အဲ့ဒါကယင်းမြို့နန်တူရီရဲ့ယုံကြည်မှုကိုတိုးစေမယ် company ရဲ့ stock tempo ကိုမြင့်တင်ပေးနိုင်မယ်ဟုတ်ကဲ့အဲ့ဒီ stock tempo မြင့်တင်မှုက market လာစာပန်းတိုင်းဒီပြည့်မီဖို့အဓိကတိုးချက်ဖြစ်နေပြန်ရောဆိုတော့ဒီနှစ်ခုကအပြန်အလှန်အဖြစ်နေလေလို့မြင်လို့ရတယ် ဒိုင်းနေလီဒီလောက်ကြီးမှလည်းကိုကျိုးစည်းဝါပါဝင်ပတ်သက်နေတဲ့အခါကျတော့အန်ရီရီမရှိနိုင်ဘူးလားဥပမာရေရိုဇီးကွက်တန်ဖိုးတက်ဖို့ကိုပဲအရန်အယုံဆိုင်သွားရင်လည်းကုမ္ပဏီရဲ့ရေရှည်ခိုင်မောင်းမှုတို့ဒါမှမဟုတ်ထောက်ကုံအရေးသွေးလို့အခြေခံကြတဲ့ကိစ္စတွေကိုလစ်လျူရှုမိတာမျိုးတော့ဖြစ်မလာနိုင်ဘူးလားဒါကတကယ်ပဲစဉ်းစားစရာအချက်ကောင်းတစ်ခုပဲဒီလိုစွမ်းဆောင်ရည်အပေါ်မူတည်တဲ့လာစာ performance based pay တွေရဲ့အဓိကအဝေးဖန်ခံရလေရှိတဲ့အချက်တစ်ခုပေါ့ဟုတ်ကဲ့ အလွန်အမင်းကြီးမတဲ့စူးကျွင်းငွေတွေက မလိုအပ်ပဲအန္တရာယ်များတဲ့ဆုံးခက်ချက်တွေချမှတ်ထို့တွန်းအားပေးနိုင်တယ်ဆိုတဲ့စိုးရင်မှုတွေရှိတတ်တယ်။ Mm risk taking ဘောဟုတ်ကဲ့ Tesla ကိစ္စမှာတော့ပန်းတိုင်တွေကရေရှည်စမ်းပြီးတော့အလွန်ခက်ခဲတဲ့အတွက်ရေတော့အမျက်ထုတ်ဖို့တတ်တတ်တော့မလွယ်လောက်ဘူးလို့ယူဆရတယ်။ဒါပေမဲ့အဲ့ဒီပန်းတိုင်တွေစီရဟုံစူးစမ်းတဲ့အခါမှာဘလို့လမ်းကြောင်းတွေကိုရွေ့မလဲဘလို့အပေးယူတွေလောက်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲ။ ဟုတ်ကဲ့ရှယ်ယာရှင်တွေကတော့ဒီအန်ဒီယာတွေကိုလက်ခံပြီးမတ်စကီရဲ့စွမ်းရည်ကိုလောင်းကြီးထပ်လိုက်ကြပြီးဆိုတဲ့သဘောပဲကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနည်းချို့ပြန်ကြည့်ရရင်နော်ကျမတို့ Elon Musk ရဲ့ Tesla အနာဂတ်အတက်ချမှတ်ထားတဲ့အလွန်ရဲရင်တဲ့ တခါလေစိတ်ကူးရင်ဆန်တယ်လို့တော့ထင်ရတဲ့အမြင်တွေကိုတွေ့ခဲ့ရတယ်နော်ဟုတ်ကဲ့တချိန်ကတစ်ပင်ဇလန်းဆန်တဲ့ rooster ကပြန်ဖြစ်နိုင်ကြီးကနေ company တစ်ခုလုံးကို AI နဲ့စက်ရုပ်နည်းပညာဦးဆောင်တဲ့ company ကြီးအဖြစ်ပြောင်းလဲဖြစ်မယ်ဆိုလို့ကြီးမားတဲ့မဟာဗျူဟာအထီးဖို့ဟုတ်ပါတယ်အဲ့ဒီကြီးကျယ်ခန်းနာပဲရီမန်းချက်တွေအောင်မြင်ဖို့အတွက်တွေ့ရကိုပိုင်ပဏာယီအကျိုးမြက်ကိုကုမ္ပဏီရဲ့အနာကက်စွမ်းဆောင်ရည်အထူးသဖြင့်ဈေးခွက်တံပိုးအစားပေါင်းများစွာတိုးတက်မှုနဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ဒီမကြုံစဘူးကြီးမားတဲ့မလွန်ပေးစနစ်ကိုရှယ်ယာရှင်အများစုကထောက်ခံအတည်ပြုပေးလိုက်တာဟာတက်စလာရဲ့အနာဂတ်အတွက်အဆုံးအဖြတ်ဖေးနိုင်တဲ့အလဲအပြောင်းတစ်ခုဖြစ်လာနိုင်တယ်။ဟုတ်ကဲ့။ဒါဟာကုမ္ပဏီရှယ်ယာရှင်တွေနဲ့မတ်စကိုဒိုက်အတွက်ပါကြီးမားတဲ့လောင်းကျီးတစ်ခုပါပဲ။ဒီတော့နောက်ဆုံးအနေနဲ့နားထောင်သူတွေစက်ပြီးစဉ်းစားကြည့်ဖို့မေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတဲ့။တက်စလာဟာတစ်ဖက်မှာ roaster ကားပြန်လိုမျိုးဤပညာပိုင်းဆိုင်ရာအလွန်မြင့်မားတဲ့ခုံပြန်ကျော်လွှားမှုတွေကိုအောင်မြင်အောင်လုပ်ဖို့ကြိုးစားနေတယ်။ဟုတ်ကဲ့။ တဖက်မှာလည်းဒီအရာမှလုံခလက်ကြအစည်းအဝေးရရကုမ္ပဏီရဲ့ခြေခွက်တန်ဖိုးကိုထရီလီယံပေါင်းများစွာအထိတက်အောင်လုပ်ရမယ်အကြီးကျယ်ဖြစ်အောင်မှရှိနေတယ်။อืมဖြစ်ရတဲ့ခုပေါ့ဟုတ်တယ်ဒီလိုအခြေအနေမျိုးမှာ Tesla အနေနဲ့ဒီနီးပညာဆိုင်ရာအိမ်မက်တွေနဲ့ဗနာရေးဆိုင်ရာပန်းတိုင်ကြီးတွေဒီနှစ်ခုလုံးကိုတပြိုင်နက်တည်းအောင်မြင်အောင်ကြိုးပမ်းရမှာကြုံတွေ့ရနိုင်တဲ့တိတ်ပြီးချင်းချင်းရှားရှားမမြင်တာပဲမြင်အရေးအကြီးဆုံးဖြစ်လာနိုင်တဲ့စင်ခေါ်မှု the biggest non obvious challenge ကပါတင်နိုင်မယ်လို့ထင်ပါတယ်လေစိတ်ဝင်စားစရာမျိုးကနဲ့ နိပညာတသက်ဒါမမဟုငွေကြီးဖိအားတသက်မဟုတ်ပဲပေါ့နော်ဒီနှစ်ခုကိုဟန်ချင်းညီညီရှေ့ဆက်ဖို့ကြိုးစားရမှာကြုံရနိုင်တဲ့တတိမထားမိနိုင်တဲ့အကြီးကအခက်ခဲကပါးများချင်းနိုင်မလဲဆိုတာလေးစဉ်းစားဆရာထားခဲ့ချင်ပါတယ်ရှင်